တာယာတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှတဖန်ပြန်လည်ပြီးကြိုဆိုပါရယ်ဒီနေ့ဗတ်မသတင်းတပုတ်အနေနဲ့ကတော့အခုဒီ March 16ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ TNLAD နဲ့ PDF ဒီရဲ့ကိစ္စကတော့အခုဘောမာရဲ့ပါဇက်ထဲမှာတွင်တွင်ကြဲကြဲပြောနေတာကိုတွေ့ရတယ်။ဒီနေ့ကျမတို့တော်လိုင်းရဲ့ဒီရဲ့အကြောင်းကိုစစ်ခွေးတွေကပါဇက် ဘောမတွေရဲ့ပါဇက်ထဲမှာထွက်တာတော့ကျမကလည်းလုံးဝသဘောမကျဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့တော်လိုင်းရဲတွေရဲ့ကိစ္စဟာစစ်ခွေးတွေနဲ့လုံးဝမဆိုင်ဘူး။နော်ဒါကြောင့်ဘောမတွေကျမတို့အကြောင်းပြောတာကိုလုံးဝမကြိုက်ဘူးဒါကြောင့်မို့လွန်ခဲ့တဲ့အချိန်မှာကျတို့ KIAD နဲ့ TNLAD ဖြစ်တဲ့ကိစ္စတော်ယုံတန်ယုံကျမမပြောခဲ့ဘူးကျတို့ KIAD ရဲ့စခန်းကို TNLAD လာပြီးမှ ကျတော့ KIA တွေကိုလာရိုက်တယ်လူယီဦးကတော့မီဒီယာမှာပါပြောလဲ KIA ဒီနဲ့ TNLA တွေကပုတ်တိုက်မှုရှိသေးတယ်ပုတ်တိုက်တာမှမဟုတ်တာပုတ်တိုက်တယ်ဆိုတာကနှယောက်စလုံးเนาะအသွာအလာထဲမှာတိုက်တာဒါမှမဟုတ်တခုခု ဖြစ်လို့တိုက်ကြတာအခု TNLA ဒီကကျမတို့ KIA ဒီရဲ့စခန်းကိုလာပြီးမှကိုတဖက်တပ်အနေနဲ့လာလောက်တာဒါကိုပုတ်တိုက်မှုလို့ ဗမာလိုတော့အဲ့လိုလုံးဝမခေါ်ဘူးနော်ဒါပေမဲ့ဒီကိစ္စတွေကိုကျမမပြောချင်တဲ့အတွက်ကြောင့်ငြိမ်ငြိမ်လေးနေခဲ့တယ်ဒါပေမဲ့အခုဒီ PGFD ရဲ့ကိစ္စကတော့ငြိမ်ထားလို့မရတော့ဘူးဆိုတော့အခု PGFD ကတော့တို့တို့လို့မူရစ်ဆဲဝါလောက်တာလည်းမဟုတ်ဘူး PDFD ကကျွန်တော်မိသားစုဒီကနေမှပေးထားတဲ့ပတ်စံတိန်း1080ရယ် Starling တခုရယ်လက်နက် KND ရယ်ပါပြီးမှတို့ကဒီစကိုင်းကနေမှကိုခိုင်ဘက်ကိုလာတယ် ကိုခိုင်မြို့ရဲ့ရက်ွက်ရှစ်အောင်ချမ်းသာစားတော့ဆိုင်မှာသူတို့ကနားပြီးမှစားတော့တယ်။အဲ့ဒီအချိန်မှာ TNLA ရဲစခန်းကဘိုးအောင်စိုးဦးဆိုတဲ့သူနဲ့သူ့အဖွဲ့သားတွေကဒီ PDF တွေကိုခေါ်သွားတယ်ဖမ်းသွားတယ်ပေါ့ဖမ်းသွားတယ်သူတို့ကိုစစ်ဆေးတယ် လွတ်ပေးလိုက်ပါတယ်ဒါပေမဲ့သူတို့တင်ထားတယ်တင်းတစ်ထောင်နဲ့80ထဲက PDF တွေကိုတင်း90ပဲပေးပြီးမှလွတ်လိုက်တယ်ပြလို့ရှင်သူတို့ယူလာခဲ့တဲ့လက်နက်ခဲရံအများကြီးထဲကနည်းနည်းလေးပေးပြီးမှသူတို့လွတ်လိုက်တယ်ပဲဆန်တင်းတစ်ထောင်နဲ့30ရဲ့လက်နက်ခဲရံတချို့တည်းရဲ့ဆက်သွေးရဲ့ပစ္စည်းတွေအခု TNLAD ကနေမှဖန်ထားတယ်ဘာကြောင့်ဖန်ထားတာလဲ PDF ဆိုတာဘာလို့လဲသူတို့မသိဘူးလား တဲ့ချက် PDF ဟာသူ့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်။လွန်ခဲ့တဲ့အချိန်မှာကျမပြောပြီး PDF တွေရဲ့ခြေတော့ဆဲထားတဲ့ရေကို DTNLAD ဟာနေနေညာညာတောက်ရမှာဖြစ်တယ်။အဲ့မှာသူ့လူဖြစ်လာမှာဖြစ်တယ်။တဲ့ချက်က PDF တွေဟာသူ့ရဲ့ကျေးဇူးရှင်ဖြစ်တယ်။နေအချက်က PDF ဆိုတော့ဟာစစ်ခွေးတွေကိုတော်လန်နေတဲ့တော်လန်ရဲသမားတွေဖြစ်တယ်။သုံးမချက်ကကိုယ့်ရဲ့မဟာမိတ်တွေဖြစ်တယ်။ဘေးနေရမှာညှိစွန်းနေလို့ဒါမှမဟုတ် DPDF ဆိုတာကိုဒီ TNLAD မသိလို့ဖမ်းလာလား။ ်ဘာတွေကိုစစ်ဆဲဆာရှင်းလို့သူတို့ကို yes ခန်းကိုခေါ်သွားတာလဲပတ်ဆံသိမ်းတာဟာပြည်သူတွေရဲ့ပတ်ဆံသိမ်းတာဖြစ်တယ်ဒီနေ့ TNLAD ကစစ်ခွေးတွေကိုတိုက်နေတာလားဒါမှမဟုတ်လို့ရှင်ဒီနေ့ကျမတို့တော်လန်ရဲတွေကိုတိုက်နေတာလားဆိုတာတော့သူတို့စဉ်းစားရမယ်သူတို့ရဲ့အကြောင်းတွေအခုဒီမီဒီယာဒီမှာတလောက်ထိပလိုရိုက်နေတာကိုဒီ TNLAD တွေ့ယူဦးမသိဘူးလားအခု RCSS ကလည်းဗာပြောလာလဲ ဒီ TNLAD နဲ့မတိုက်ချင်တာကလူမျိုးရဲ့ပฏิပခမှာဖြစ်ချင်လို့ဆိုတဲ့စကားလဲအခုအင်တာဗျူးတွေမှာထွက်လာခဲ့တယ်အခုလူတွေအားလုံးကဒီတော်လန်ရဲမှာဖြစ်တဲ့အတွက်ကြောင့်တော်လန်ရဲမှာအနောက်အချက်မဖြစ်ချင်ဘူးတော်လန်ရဲမှာဖြစ်လာလို့ရှင်အစင်မပြေဘူးဆိုတဲ့ကိစ္စနဲ့အားလုံးကတီးခံနေတာကိုအခု TNLAD သူတို့ထင်တာကတော့သူတို့ကအားလုံးရဲ့ဘူလို့ထင်နေကြတာတကယ်လို့ကျမတို့ကချင်နေတဲ့တိုက်ပွဲဖြစ်လို့ရှိရင်ကျမတို့ကချင်တွေကရှုံးနေလို့ပဲသား ကျွန်တော်မှကချင်ပြည်နယ်ရှိတယ် RCSS တွေနဲ့တိုက်လို့ပလောင်နေရှုံးရင်ဘယ်သွားမလဲပလောင်ပြည်နယ်ဆိုတာမရှိဘူးရှက်နေတိတ်လိုက်လို့ရှင်ဘယ်မှာနေမလဲ PDF တွေကိုတိုက်လို့ PDF တွေကသူတို့ကိုမကြိုက်ရင် PDF တွေအညာဆင်းသွားလို့ရတယ် PDF တွေရဲ့နေမြင်ရှိတယ်ဒီပလောင်ဒီဘယ်နေရာကိုပြဲမှာမို့လို့ဒီနဲ့လူတိုင်းကိုရန်ချနေတာလဲအခုဒီ PDF ဒီရဲ့ပတ်စံတဲ့တထောင်ကျော်တို့တိမ့်ပြီးမှဘာလို့မလဲတိမ့်ဆရာလား အခု PDF တွေကဘယ်သူကိုချနေတယ်ဆိုတော့တို့မသိကြဘူးလားအခုကျမတို့အားလုံးဝိုင်းချလိုက်တယ်ဆိုလို့ရှိရင်ကျတော့မြန်မာနိုင်ငံမှာ TNLAD ရှိခဲ့တယ်ဆိုတဲ့သကလုံးပဲကြံခဲ့နေမယ်နော်ဆိုတော့အခု TNLAD ကတို့ကိုစစ်ခွေးတွေကဘုံကျဲတိုင်းကျတော့ဒီတော်လာရဲမဟာမိတ်တွေကိုသူကလိုက်လိုက်ထိုးနေတာဒီ TNLAD ကိုကျတော့ကဘလို့တတ်မရမှာလဲနင်တို့ကတော်လာရဲထဲမှာပါဝင်နေတဲ့လူလို့ ကျတို့ကတတ်မှတ်ရမှာလားဒါမှမဟုတ်လို့ရှိရင်ဒီနေ့ကျတို့တော်လာရဲတွေကိုတိုက်ခိုက်နေတဲ့စုခွေမဟုတ်တော့အကြံဖက်လို့နင်းတို့ကိုငါတို့တတ်မှတ်ရမှာလားဒီနေ့နင်းတို့ရရှိခဲ့တဲ့နေမြေဒီဟာနင်းတို့တခုတည်းပိုင်တာမဟုတ်ဘူး PDF တွေနဲ့ပေါင်းပြီးမှပိုင်တာ PDF တွေလည်းနင်းတို့ကိုပလောင်နေမြေလုတ်လိုက်ပါလို့လည်းဘယ်တီ PDF မှလည်းနင်းတို့ကိုပြောမထားခဲ့ဘူးပြလို့ရှင်လားပိုင်ရှင်ဖြစ်တဲ့ရှမ်းနေလဲနင်းတို့ကိုပလောင်နေမြေငိုတို့ရှမ်းပြည်နယ်မှာတီထောင်ခွင့်ပေးမယ်လို့လဲနင်းတို့ကိုရှမ်းနေမပြောခဲ့ဘူး ထုံဤတူပဲကျတော့ကချင် substitute ထဲမှာလဲနင့်တို့ကိုငွေတို့နင့်တို့တိုက်ပြမအောင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ငွေတို့ကချင် substitute ဖြစ်ပေမဲ့နင့်တို့ပလောင်နေမြေလောက်ပါလို့လဲငွေတို့မပြောဘူး။တဖုံးကြော်တွေနင့်တို့နဲ့နဲ့ပပစဉ်းစားစဉ်းချင်ပြမတီတော်လာရေးထဲမှာဘသူကမှမကူညီချင်ဘူးလားမကူညီနဲ့နင့်တို့ကိုဘသူမှအပြစ်မပြောဘူး။ဒါပေမဲ့ဒီနေ့ကျမတို့ကြာနေတဲ့တော်လာရေးတွေကိုလုံးဝစုခလုတ်မလုပ်ကြပါနဲ့လို့ပဲကျွတ်ဒီကနေတောင်းပန်ပါတယ် အခု PDF ဒီဟာနင်တို့ရဲ့ကျေးဇူးရှင်တွေဖြစ်တာနင်တို့ကသူများကိုကျေးဇူးမတင်တတ်တဲ့အပြင်ဒီနေ့နင်တို့ဒီအညာ PDF ဒီကိုကျေးဇူးတင်တဲ့အနေနဲ့အညာ PDF ဒီရဲ့မြို့ရွာတစ်ခုကိုနင်တို့တိုက်ပေးပြီးပြီလားနင်တို့အတွက်ကတော့ PDF ဒီအများကြီးအသက်ပေးခဲ့ပြီးပြီဒီနေ့နင်တို့ PDF ဒီကိုကျေးဇူးတင်တဲ့အနေနဲ့တော်လကောင်မဟာမိတ်အနေနဲ့တော်လကောင် တော်လာရဲ့ညီကိုအနေနဲ့တော်လကောင်းနင့်တို့ PDF ရဲ့မြို့ရတခုကိုတိုက်ပေးပြီးပြီလားဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တဲ့ဥစ္စာက TNL လေဒီနင့်တို့လူစိတ်ရှိတယ်ဆိုလို့ရှင်တော့ PDF ရဲ့ပတ်စံတွေလက်နဲ့ခဲရနေဆက်တွေရဲ့ပစ္စည်းတွေအားလုံးပြန်ပေးပါလို့ပဲကြွတိကနေပြောချင်တယ်ဆိုတော့နောက်တဲ့တဲ့ဘုတ်အနေနဲ့ကတော့မနေ့ကမတ်လ19ရက်နေ့မှာကြာရောက်တဲ့90တနစ်မြောက်တော့မွန်ပြည်နယ်နဲ့မှာခွေးချဖို့ကနေမှာ တော်လုံးဝပေးပို့တယ်အဲ့တော်ဝန်ဝါထဲမှာဗာပြောတယ်လေဆိုတော့နိုင်ငံတော်ဝန်တင်းငိအေးချမ်းဖို့ရအတွက်တိုက်ပွဲများကိုရပ်ဖို့ရအတွက်သူကပြောဆိုခဲ့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုနားထောင်ကြည့်အောင်နော်ဒီနေ့ဖြစ်ပေါ်နေတဲ့ပြိပခါနဲ့လက်ခံချမ်းမြေတိုက်ခိုက်မှုကတဲ့နိုင်ငံရေးအမြင်မတူညီမတူညီမှုတွေကိုအခြေခံတကယ်ဆိုတတိတခြားရက်တီလိုစိတ်နဲ့အတ္တကျိုးစီးပွားကိုသာရှင်းတင်နေခြင်းကြောင့်လဲတဲ့ပေါ်ပေါ်လာခြင်းဖြစ်တယ်တဲ့ နယ်မြေတီးတီးမှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF အမေရိကန်ချက်ဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်အခြေခံစောင့်အုံးတွေဒေသခံပြည်သူတွေအသက်အိုစီးစီးနေပြတ်သုံးလာပြီးတော့ဆင်းရဲဒုက္ခတွေရောက်နေကြပါတယ်အချက်ဖက်မှုတွေကိုနောက်ွယ်မှာပြည်တွင်းပြည်ပကအမျိုးမျိုးသောပတ်မှုမှုတွေနဲ့သွေးတို့လှုပ်ဆော်မှုတွေမှာပါဝင်နေတယ်ဆိုတာကိုလည်းနိုင်ငံသားတိုင်းသတိချက်သိပြီးတော့စီလုံးညင်ညွတ်မှုပြက်ပြားရာကနေဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကိုသင်ခန်းစာယူကြဖို့အချိန်ခါကြီးကြောက်နေပါပြီတဲ့ယနေ့လက်နက်ကိုင်တိုက်ပွဲများနဲ့စူပူချက်ဖက်မှုတွေလှုပ်ဆောင်နေကြတဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းပတ်သက်သူတွေဟာတဲ့ပြည်သူတွေကိုဒုက္ခရောက်စေပြီးတော့နိုင်ငံကိုအန္တရာယ်ကျောက်စင်းတဲ့လုပ်ရက်တွေကို နိုင်ငံနဲ့ပြည်သူအကျိုးရှေ့ရှုပြီးတော့ရပ်တန့်ပေးချဖို့အတိပေးမှာကြလို့တယ်တဲ့နိုင်ငံသူနိုင်ငံသားအလုံးစီးလုံးညီညွတ်စွာနဲ့ပြည်သူစုကိုရင်ခံပြီးတော့နိုင်ငံတော်ကိုဝိုင်းဝန်းထိမ့်သိမ့်ကာဝယ်ဆောက်ရှောက်ပေးသွားချဖို့တိုက်တွန်းပါတယ်တဲ့အခုလက်ရှိလက်နက်ကင်တိုက်ပွဲဝင်နေတဲ့ဂျမ်ဖက်ဖွဲ့စည်းတွေစုဘူးလုံးအောင်ကြွနေတဲ့သူတွေဒါတွေအကုန်လုံးလက်နက်ကင်တိုက်ပွဲတွေရပ်ပေးချဖို့တိုက်တွန်းတာအဲ့လိုရပ်ပေးမှသူကလည်းစီးစွားရလုပ်လို့ရမှာဒီဘက်ကမရပ်ဘူးဆိုရင်ဒီဘက်ကစီးစွားလုပ်လို့မရဘူးတက်မတော်ကကြတော့စီးစွားလုပ်မယ်လို့ဒီနေ့တနက်တန်တစ်ချက်မအောင်ဖောက်နေဆိုရင်တက်မတော်တစ်ချက်မအောင်ဖောက်ဘူးတပ်သွေးတန်တပင်ကသူကတက်မတော်အမိတ်တိုင်းတိုင်းလိုက်လာတယ် ဒါပေမဲ့တိုင်းသားလက်နက်ကင်ပြီးခံထားတဲ့အဲ့ဒီလက်နက်ကင်အဖွဲ့အစည်းတွေကြတော့မင်းတို့ရလိုက်ကြပါလို့ပြောရင်မအောက်ကလုံးချန်လို့တာလက်နက်ကင်တွေအဖွဲ့အစည်းတွေပါမရဘူးဆင်ကဲဝါတွေကသူတို့မှမရှိဘူးထင်တိုင်းကျဲတာပဲဗိုလ်ချုပ်မှုကြီးကပြောတာရှင်းရှင်းလေးရက်ပေးကြဖို့တစ်ဖက်ကရက်လိုက်တော့မှဗိုလ်ချုပ်မှုကြီးတို့ကလည်း okay ceasefire လုပ်ကြမယ်ဆိုပြီးအမှ ceasefire လုပ်တဲ့ခါကျဘာဖြစ်လဲပြည်သူတွေကအေးအေးဆေးနဲ့နေရမယ်ပုံကန်သူတွေဖြစ်တဲ့လက်နက်ကင်အဖွဲ့အဖွဲ့အစည်းတွေကငါတို့တွေ ceasefire လုပ်ကြမယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့တက်မတော်လဲ ceasefire လုပ်မယ်လို့ဆုံးဖြတ်ပြီးပြီးပြီးပွဲပြီးသွားပြီအဲ့ဒါဆိုကျွန်တော်တို့လည်းလက်ခုပ်တီးလို့ရပြီအခုကကျွန်တော်တို့ကလက်ခုပ်တီးချင်သေးပါဘူးလက်ညှိုးပတ်ထိုးချင်သေးပေါ့လား ပြောရရင်ဘိုးချုပ်ကြီးကန့်လန့်တာကောင်းပါလေစဉ်းစားကြဖို့လိုတာကကိုထိတ်ချုပ်ထားတဲ့နေမြီအောက်မှာရှိတဲ့ပြည်သူတွေကြီးလန့်သာသာဘဝနေနေရတာကြီးอ่ะမမျှတဘူးဒါကြီးကမဖြစ်သင့်တော့ဘူးဆိုတာတော့ခင်ဗျားတို့ကကိုချင်းစာတရားဝင်ကြဖို့လိုပြီလက်နက်ကင်ပုံကွန်သူတွေရဲ့အုပ်ချုပ်တဲ့နေမြီမှာရောက်နေပြည်သူတွေဘဝပိုကြီးလန့်သာသာဖြစ်တယ်ဘာလို့ဆိုတော့တို့ကနေလားညာလားမသိဘူးစစ်တပ်ကလာလေရင်နဲ့ကျဲမလားဒီကပီဒီအက်တွေကခေါ်ပြီးတတ်မလားအီအိုတွေကခေါ်တတ်မလားဆိုတော့ကြောက်နေရတဲ့ဘဝထဲမှာရှိတာခွေးကျဖို့ပြောသွားတဲ့အဲမှာသူကဘယ်တော့မှသူမားတယ်လို့မပြောဘူး သူကအပြစ်တင်တယ်သူပြောသွားတဲ့ခဲမှာပွင့်နှစ်ခုကိုပြောချင်တယ်နေမြေတီးတီးမှာတိုင်းရင်သားလက်နက်ကင်များနဲ့ PDF အမီခန်အတံဖက်သမားများရဲ့တိုက်ခိုက်မှုကြောင့်နိုင်ငံတော်အခြေခံအဆောက်အုံများနဲ့ဒေသခံပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များကို ပြတ်တုံးကဆင်းရဲဒုက္ခရောက်နေကြပါတယ်တဲ့နော်အတံဖက်များရဲ့နောက်ွယ်မှာပြည်တွင်းပြည်ပမှ အမျိုးမျိုးပံ့ပိုးမှုများနဲ့ တွေးထုလုံဆောင်မှုများပါဝင်နေဒီကိုလည်းနိုင်ငံသားတိုင်းတတိချက်တင်ပြီးစီးလုံးညီညွတ်မှု ပြက်ပြားရာမှာ ဖြစ်ပေါ်လာတဲ့စီးရဲဒုက္ခများကိုတင်ခန်းစာယူရန်အချိန်ကြာရောက်နေပြီဖြစ်ကြောင်းအသိပေးလိုပါတယ်လို့ပြောတယ်။ဆိုတော့အဲ့ထဲမှာတစ်ချက်ကသူကကျွတ်တော့ကို အပြစ်ခတ်လေးရစေချင်တယ်။ဂျိုးကမကြဘူးဖြစ်နေတယ်။ PDF အမိခံအမိခံမှာမဟုတ်ဘူး PDF တွေဟာပြီးသူတွေကိုကာကွယ်တဲ့တပ်ဖွဲ့ဖြစ်တယ်ဒါကြောင့်တဟာအမိခံလုံးဝမဟုတ်ဘူးပြီးလို့ရှင်အကြမ်းဖက်ပေါ့နော်ဒီနေ့ကျမတို့ကအကြမ်းဖက်ဖြစ်တယ်ဆိုလို့ရှင်ဘာကြောင့်အကြမ်းဖက်တွေနဲ့ငြိမ်းချမ်းရေးယူချင်နေတယ်လဲဘာကြောင့်ကျမတို့အကြမ်းဖက်တွေကိုအပြစ်ခတ်ရစေချင်တယ်လဲကျမတို့ကအကြမ်းဖက်ဖြစ်တဲ့အတွက်ကြောင့်အကြမ်းဖက်မှအဆင်ပြေတယ် ပြီးနောက်တစ်ခုကဘာလဲဆိုတော့ဒီလိုမျိုးတိုက်ခိုက်မှုကြောင့်နိုင်ငံတော်အခြေခံအဆောက်အုံများနဲ့ဒေသခံပြည်သူလူထုများရဲ့အသက်အိုးအိမ်စီးဆိမ်များကိုပြတ်တုံးကဆင်းရဲဒုက္ခရောက်နေတယ်တဲ့သူတို့အကြမ်းဖက်သမားတွေက UR တွေမှာရှိတဲ့ပြည်သူလူထုတွေရဲ့ဝါအိမ်ပြင်အိမ်တွေကိုမီးရှို့တာတိုက်အိမ်တွေကိုကြောက်ခဲတွေနဲ့ပေါက်ပြင်းမှတူတီနဲ့ဖျက်တာဒါမျိုးကိုကျတော်တို့လုပ်တာလား နင်တို့ခွေးတွေဘုံကျဲလို့ပြည်သူလူထုတွေရဲ့အိမ်တွေကိုဖျက်ဆီးနေတာနင်တို့ခွေးတွေမဟုတ်ဘူးလားဖုန်ကြီးချောင်းတွေကိုဘုံကျဲတယ်ကျောရုခရိယန်တွေရဲ့ဖျားချောင်းတွေကိုမီးရှို့တယ်ပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့တယ်နင်တို့ခွေးတွေမဟုတ်ဘူးလားဒီနေ့ငါတို့အကြမ်းဖက်တွေမီးရှို့တဲ့အိမ်တွေအိမ်ကိုပြကြည့်လိုက်ကိုကလည်းငိမ့်ချမ်းရဲလိုချင်တယ်ပြီးလို့ရှိရင်လည်းခေါ်လိုက်ပြီးဆိုလို့ရှိရင်နင်တို့တဘုံတွေလို့ပြောတယ်နင်တို့အကြမ်းဖက်တွေလို့ပြောတယ်ငါတို့ကခွေးနဲ့ငိမ့်ချမ်းရဲလာယူမယ်လို့နင်တို့ကထင်နေကြတာလား ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတဲ့ဥစ္စာကိုနင်တို့ကြောင့်ရောက်နေတယ်လို့နင်တို့ကမသိကြဘူးလားပြီးလို့ရှိရင် तू ပြောသွားတာကပြည်ပနိုင်ငံကနေမှတူးတူးလုံးဆော်တဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်ရတယ်ဆိုတဲ့ဥစ္စာကိုဒီနေ့ကျွားတို့ပြည်သူလူထုတွေကနေမှတီးတင်ပြီးဆိုမှ तू ကအတိပေးတာတဲ့ဘဲပြည်ပကမှကျွားတို့ကိုတွေးထိုးတာမဟုတ်ဘူးနင်ခွေယူပြန်ပြီးမှအာနာယူယူပြီးမြန်မာနိုင်ငံကို လက်နက်တွေနဲ့ပြည်သူလူထုတွေကိုချင်းချောက်ပြီးမှအာဏာသိမ်းခဲ့တာနင်းမဟုတ်ဘူးလားပြည်သူတွေလားနင်းအရင်အာဏာသိမ်းလိုက်လို့ဒီနေ့ PDF ဆိုပေါ်ပေါက်လာတာမဟုတ်ဘူးလားဒီနေ့လက်နက်ကင်တိုင်းရင်သားဆိုတာ၄လေနင့်တို့လူမျိုးကြီးဝါဒနဲ့မြန်မာနိုင်ငံကိုအုပ်ချုပ်ခြင်းလို့ဒီနေ့ကျမတို့တိုင်းရင်သားလက်နက်ကင်ဆိုတာပေါ်ပေါက်လာတာမဟုတ်ဘူးလားဘေသူကအလကားနဲ့အလကားနဲ့လက်နက်ကင်ပြီးမှအထိပယ်မရှိဘဲနဲ့ပုံကမှုကိုလုပ်နေတယ်လို့နင်းပြောချင်တာလားပြလို့ရှိရင်ဘောမှာပြောလား နင်းတို့လက်နက်ကင်တဲ့အကြမ်းဖက်တွေလေ sis fire လုတ်ပါလို့ပြောတယ်ငါတို့အကြမ်းဖက်တွေဆိုတာကအကြမ်းဖက်မှတော့အနုဒီနဲ့ရောမနေဘူးငါတို့အကြမ်းဖက်တွေကနင်းတို့အနုဒီနဲ့ဆွေးနွေးခြင်းကိုလုပ်မှာမဟုတ်ဘူးအခုမြန်မာနိုင်ငံမှာတိုက်ပွဲရှိတဲ့နေရာမှာပဲဖြစ်ဖြစ်တိုက်ပွဲမရှိလို့ပဲငြိမ်သွားတဲ့နေရာမှာပဲဖြစ်ဖြစ်ဒီနေ့နင်းတို့နေရာတကာမှာဘုံကျဲတာအကြမ်းဖက်ဆိုတဲ့တော်လိုင်းရဲတွေလုံနေကြတာလား ပြီးလို့ရှိရင် ceasefire ယူဖို့ဆိုလို့ရှိရင်တော့ဒီစုခွေးတွေကတော့မပြစ်နဲ့ဆိုလို့ရှိရင်သူတို့စစ်သားတွေအားလုံးကတော့လိုက်နာတယ်ဒီနေ့ကျတော့တော်လာရဲတွေကတော့ဘယ်သူမှနားမထောင်ဘူးတဲ့ဒီလိုမျိုးဘယ်သူမှနားမထောင်ဘူးလို့ဒါနင့်တို့ပြောနေတာဒီနေ့ကျတော့တော်လာရဲတွေဘာကြောင့်လဲနေ့တိုင်းညတိုင်းအောင်ပွဲခံနေတာလဲတချို့ခေါင်းဆောင်တွေဆိုလို့ရှိရင်ကိုယ့်ရဲ့တပ်သားတွေထက်ပညာနိုင်တဲ့လူတောင်ရှိလိမ့်မယ်ဒါပေမဲ့ ကောင်းဆောင်ရဲ့စကားကိုအားလုံးနားထောင်ပြီးမှဒီနေ့ကျွန်တော်တို့တော်လာရေးကိုတိုက်နေကြတာကျွန်တော်ညီတာမညီတာဟာနင်တို့ရဲ့အပိုင်မဟုတ်ဘူးပြီးရင်ဂျပုကဘာပြောလဲဆိုတော့နိုင်ငံနဲ့ပြည်သူလူထုတွေရဲ့အကျိုးကိုရှေ့ရှုပြီးတော့ဒီအပြစ်ခတ်ကိုရပ်ပါပေါ့နော် နိုင်ငံနဲ့ပြည်သူလူထုတွေရဲ့အကျိုးကိုကြည့်ပြေဆိုလို့ရှိရင်နင့်အာဏာမသိမ်းသင့်ဘူးပြည်သူတွေကနင့်ကို အာနာပြန်ပေးပါလို့လူစကားကိုနင့်ခွေးကနားမလဲတဲ့အတွက်ကြောင့်အာနာတင်ခဲ့တာလေ ဟုတ်ပြီအာနာတိမ့်လိုက်တယ်ကျတော့တော်လာရဲတွေဆက်လက်ပြင်းမှအလိုမရှိဘူးလို့နစ်နဲ့လနဲ့ဖြစ်လာပြီဆိုလို့ရှင်နစ်တီးတတ်ရမယ်လေမတီးဘူးနင်အခုဆိုလို့ရှင်ပိုဆိုးတယ်အချိန်ပြည့်နင်ဘုံကျဲနေတယ်ကလေးသူငယ်တွေတိမ်လဲနင်တို့ဘယ်အချိန်မှများနင်တို့မားတယ်လို့နင်တို့ပြောကြတယ်လဲဒီနေ့ငရုတော်လန်ရဲလုတ်နေတဲ့အချိန်မှာကျတော့က six fire ပဲလုတ်ဖို့မဟုတ်ဘူးအပြည့်အခတ်ကြီးပဲရက်မယ်ဆိုလို့ရှိရင်ကျွတ်တော်လာရဲတွေရဲ့အသွေးတွေတလောက်တိကျွတ်တော်ပေးဆက်ဆံမလို့ဘူး စောစောစီစီကတဲ့နင်တို့ငိုလို့လက်နဲ့ချလိုက်မှာဒါပေမဲ့ဒီနေ့ငိုလို့ six fire ဆိုတဲ့အပြည့်အခက်ရက်ဖို့ပဲမဟုတ်ဘဲနဲ့စစ်ခွေးတွေမရှိဘဲနဲ့တာယာတဲ့မြန်မာနိုင်ငံတည်ထောင်ဖို့ရန်အတွက်ဒီနေ့ကျမတို့ကသွေးမြေကြပြီးမှတော်လန်ရဲကိုဆင်နွှဲနေတာဖြစ်တယ်ဒါကိုနင်တို့ခွေးတွေကတော့နားလေချင်မှလည်းနားလေလိမ့်မယ်နော်ဒီနေ့အထူးသဖြင့်ကျမတို့တော်လန်ရဲတွေနေတဲ့နေရာမှာ ရှိတဲ့ပြည်သူလူထုတွေကအချိန်ပြည့်ကြီးလန်းစားစားရတယ်တဲ့ဒါတော့မှန်တယ် ကျတော့တော်လိုင်းရဲတွေကြောင်းတော့မဟုတ်ဘူးခွေးတွေကြောင်းဖြစ်တယ်အခုနင်းတို့ခွေးတွေကပြည်သူတွေငိမ့်ချမ်းစွာနေတယ်ဆိုတဲ့နေရာတွေထဲမှာနင်းတို့ဘုံလိုက်ကျဲတယ်ဥပမာတစ်ခုပေးမယ်2024မေလတုန်းက KIA တင်းပိုက်ခဲ့ပြီးတဲ့စင်ခိုင်းမြို့အင်းချဲတထောင်ကျော်ရှိတဲ့အဲရွာမှာလွန်ခဲ့တဲ့3ရက်လောက်တုန်းကစစ်ခွေးတွေကဘုံလိုက်ကျဲတယ်တော်လိုင်းရဲတွေပြီးသွားပြီခွေးနှန်းဆိုတာကအဲ့ဘက်မှာရှိကုန်မရှိတော့တာ အခုတနစ်နေပါရှိလာပြီဘာကြောင့်ဘုံလာကျဲတယ်လဲဒါကြောင့်ဒီနေ့ကြီးလန့်စာစားဖို့ရအတွက်နင်တို့ခွေးတွေလုံနေတာကျတော့တော်လာရဲတွေလုံနေတာမဟုတ်ဘူးနင်တို့ခွေးတွေထင်းတိုင်းဆိုင်လို့မရအောင်ကျတော့ကနင်တို့ကိုမောင်းထုတ်နေတာဒါကြောင့်ဒီနေ့ဘောမတွေနင်တို့လက်ခုပ်ကောင်းကောင်းတီးချင်တယ်ဆိုလို့ရှိရင်နင်တို့ဘောကင်နေတဲ့လက်ကိုချလိုက်ပါဆိုလို့ရှိရင်နင်တို့ကောင်းကောင်းလေးလက်ခုပ်တီးလို့ရလိမ့်မယ်ဘောကင်ပြီးမှပါဇက်နဲ့တီးလို့မရဘူး เนาะဒါကြောင့်လက်ကုပ်တီးချင်တလားတီးချင်တယ်ဆိုလို့ရှင်ဘိုးကင်နေတဲ့နင်းတို့လက်ကိုလွတ်ချလိုက်ပါဒါကြောင့်ခွေးကြဘူး sis fire လောက်ချင်တယ်ဆိုလို့ရှိရင်တော့နင်းရဲ့လက်ကနေမှတနတ်တဲ့အကုံလွတ်ချပြီးမှနင်းရဲ့ပခုံးသေးကအာနာတွေအကုံလွတ်ချလိုက်ပါအဲဆိုလို့ရှင်မြန်မာပြည်ကြီးကနင်းချင်ညချင်ငင်းချမ်းရေးဖြစ်သွားလိမ့်မယ်ဆိုတော့အခုသူကဘာကြောင့်မအပြစ်ခတ်တဲ့လောက်ကြီးလှုပ်ချင်တယ်လဲဆိုတော့ အာစာခေါင်းဆောင်အာစာဆိုတာဟာစစ်ခွေးတွေရဲ့တောက်တိုင်အကြီးစားစစ်ခွေးတွေလော်ပေးတိုင်းအာခတ်တတော်တွေကိုလိုက်ကိုက်နေတဲ့အကြမ်းဖက်တွေဖြစ်တယ်သူတို့ကအာခတ်တတော်တွေကိုပဲတိုက်နေတာမဟုတ်ဘူးနော်လူမျိုးရေးပဋိပက္ခဖြစ်အောင်လည်းလုပ်တယ်ဘာရာရေးပဋိပက္ခဖြစ်အောင်လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့အခုဒီအာစာတွေရဲ့ခေါင်းထိပ်ကြီးပဲငါးကောင်ကိုဖမ်းလိုက်တော့စစ်ခွေးတွေကအတော်လေးအထိနာသွားတယ် စစ်ခွေးတွေကိုတိုက်မှာပဲအထိနာတာမဟုတ်ဘူးသူတို့ရဲ့တောက်တိုင်ကြီးတွေကိုလည်းဖြုတ်တဲ့အခါမှာသူတို့တော့အရင်အထိနာတာဖြစ်တယ်ဆိုတော့ဒါမျိုးတွေပြလို့ရှိရင်ငွေတယောက်တွေမှာလည်းဒီ PDF တွေကြောင်းဒီတတ်မှတ်ရှိရှိပြောင်းသွားတယ်အခုဒီနထိုးကြီးတွေချလိုက်လို့စစ်ခွေးတွေအပြုံလိုက်တည်သွားတဲ့ဥစ္စာလည်းဒီ match လပဲဖြစ်ခဲ့တယ်မနေ့က ဆက်တနာရီခွဲနဲ့ဆက်တနာရီကြားမှာလေဒီရန်ကုန်မန္တလေးမိုင်တိုင်း318နဲ့မိုင်တိုင်း319ကြားမှာနှထိုးကြီး PDF တွေကနေမှရဲကားရဲအရတားကားနဲ့လာခဲ့တဲ့ရဲတွေကိုအနိကပစ်ခတ်တဲ့အခါမှာရဲခွေ9កောင်ပွေချင်းပြီးတည်သွားတယ် မြင်းချံခရိုင်အမှတ်လေး30တိုက်ရင်ကနေမှတိုက်ပွဲတည်င်းနဲ့ပတ်သက်ပြီးတော့သူတို့ထုတ်ပြန်ချက်ကိုထုတ်ထားတယ်အခုကျမနဘဲနာမှာလည်းတင်ထားပေးပြီးတာเนาะတိုက်ပွဲကိုဖော်ဆောင်ခဲ့တဲ့တိုက်ရင်မူစိုးအောင်ကိုတိုင်ဒီမှာရေးထားတယ်ရေးခွေး9កောင်တဲတယ်လို့ပြောတယ်အဲ့ဥစ္စာကိုဘောမတယ်ဘာပြောလဲဆိုတော့ခစ်တစ်ကတော့သတင်းတင်ပြီးဆိုလို့ရှိရင်တော့စစ်ခွေးတွေတဲတယ်ဆိုတာမပါဘဲနဲ့သူတို့တင်လို့မရဘူးအခုဘ누구ကမှရေးခွေးတဲတယ်လို့သတင်းမထွက်ဘူးဒါပေမဲ့ ခစ်တစ်မှာတော့တင်တယ်လို့ပြောတယ်ခစ်တစ်ပဲတင်တာမဟုတ်ဘူးအခုတိုက်ရင်မို့ဆိုအောင်ကိုတိုင်းထုတ်ပြန်ချက်ထဲမှာကိုပါနေတယ်ဒီနေ့ဒီလိုမျိုး PDF တွေကနေမှနေရတကအောင်ပွဲခံတယ်တိုက်ရင်လိုက်တိုက်ရင်လိုက်ဖြုတ်တယ်အာခတတ်တော်ကြီးရဲ့ thesis စင်မို့ flam ပဲမာလေးလဲချင်းတော်လာရဲ့ဒီရဲ့ thesis စင်မို့ KI area အောင်ပွဲတွေခုဒီမိုးပြဲဒီမှာဖားဆောင်ဒီမှာနေရတကမှာကျတော့တော်လာရဲ့ဒီအောင်မြင်လာတဲ့ခါမှာသူကမနိုင်ဘူးဆိုတော့ကိုသူတိသွားပြီး ိသွားတဲ့အတွက်ကြောင်းနင်းတို့လက်နဲ့ချပါတဲ့ရှုံးတဲ့သူကနိုင်တဲ့သူကိုအပြစ်ခတ်ရက်ပါရက်ပါရက်ပါပြီးလို့ရှင်လည်းဘာပြောလဲနင်းတို့အကြမ်းဖက်တည်းလို့ပြောတယ်ဘယ်တော့မှငါတို့က ceasefire ဆိုတဲ့เนาะအပြစ်ခတ်ကိုရက်မှာမဟုတ်ဘူးငရုကစစ်ခွေးပပျောက်တဲ့ငင်းချမ်းရဲကိုကျမတို့လှုပ်ဆောင်နေတဲ့အတွက်ကြောင့်နင်းရတကမှာအာအာရရတဝန်လွာပေးပို့ပြီးမှဟိုလိုဒီမကောင်းဘူးနင်းတို့မကောင်းဘူးဒီလိုဒီမကောင်းဘူးရှောက်ရှောက်မပြောနဲ့နားကြီးတယ်နော် ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ကျမနည်းနည်းလေးဖတ်ပြပေးမယ်။စေတုတ်တရားမြို့နယ်အပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့မတ်လ19ရက်နေ့မနေ့ကထုတ်ပြန်ချက်တစ်ခုထွက်လာတဲ့အပ်စာပါလေဆိုတော့အတမ်ပစစ်ခွေးတီရဲ့အုတ်ထုတ်ရေးရန်တရားထဲမှာအဓိကပါဝင်နေတဲ့အုတ်ထုတ်ရဲမှုတို့ရက်ွက်ရဲမှုတို့ကျဲရွာအဆင့်ရှိတဲ့သူတွေရောစစ်ခွေးတွေရဲ့ရန်တရားမှာပါဝင်နေတဲ့သူတွေချက်ချင်းနှုတ်ထွက်ပေးဖို့ရန်နဲ့ပြည်သူများကိုစစ်မှုထမ်းစေခြင်းပြည်သူစစ် ဖွဲ့စည်းခြင်းပြူစောတီဖွဲ့ခြင်းများကိုလုံးဝမလုံဆောင်ရဘူးเนาะဒါမျိုးတွေကို မလိုက်နာဘူးဆိုလို့ရှင်တော့ပြင်းပြင်းထန်ထန်အေးအေးယူသွားမယ်ဆိုတဲ့အကြောင်းပြင်နောက်တစ်ခုကအကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခါဖွဲ့စည်းများရဲ့ဒီစစ်ခွေးတွေရဲ့တောက်တိုင်တွေတရင်ပို့တရင်ထောက်တာတွေအမျိုးလုပ်ခဲ့တယ်ဆိုလို့ရှင်လည်းပြင်းပြင်းထန်ထန်ရေးယူမယ်တကယ်လို့ကိုက စစ်ခွေးတွေရတောက်တိုင်တွေပြုတ်လုခဲ့တယ်စစ်ခွေးတွေကိုတည်တင်းထောက်တည်တင်းပို့တွေလုခဲ့တယ်ဆိုလို့ရှင်တော့တောက်မှအတနာခံချင်းကိုပြုတ်လုနိုင်တယ်လို့ထုတ်ပြန်ချက်ထဲမှာပါဝင်တယ်ပြီးရင်နောက်တစ်ခုကပြည်သူများအနေနဲ့အကြမ်းဖက်များရှိတဲ့နေရာစစ်ခွေးတွေရဲ့ရင်သားနေစစ်ခွေးတွေနဲ့နိနိကကလုံးဝမနေဖို့ပြီးလို့ရှင်ဒီခီးသွားလာတဲ့အခါမှာ မနေ့9နိုင်နဲ့9နိုင်ကြားမှာပဲသွားလာချင်းပြုတ်လို့ပါဆိုပြီးမှအခုဒီဇေတုတ္တရာမြို့နယ်ပြည်သူကကွယ်ရေးတပ်ဖွဲ့ကနေမှာ မနေ့ကမတ်လ16ရက်နေ့မှာဒီစာကိုထုတ်ပြန်ခဲ့တာဖြစ်တဲ့ဆိုတော့ကျွားတို့ပြည်သူလူထုတွေလည်းလိုက်နာရအောင်เนาะဒီလိုမျိုး PDF တွေကမှာအတိပေးတာတွေထုတ်လာခဲ့တယ်နေရာတကာမှာကျွားတို့စူးမိုးတဲ့အရာတွေများလာတယ်စစ်ခွေးတွေရှုံးလာခဲ့တဲ့အတွက်ကြောင့်ကျွားတို့ကိုများအပြစ်ခတ်ရပါတဲ့တနာပါတယ်เนาะရှုံးလေရှုံးသေးတယ်ကျွားတို့ကိုများအပြစ်ခတ်လာရပါတဲ့ကျွားတို့ကဘယ်တော့မှရတ်တော့မှာမဟုတ်ဘူးစစ်ခွေးတွေမှရတ်မယ်เนาะ ပြီးလို့ရှိရင်နောက်တဲ့နေ့တပုတ်အနေနဲ့ကတော့ဒကြံပွဲနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့စီစီကားကားတိုက်တိုက်မြိုင်းမြိုင်းနဲ့ပြုတ်လုနိုင်ဖို့ရအတွက်ဆိုပြီးမှတို့ဒီတကြံအစည်းအဝေးကိုပြုတ်လုခဲ့တယ်ဆိုတော့အဲ့အစည်းအဝေးထဲမှာပြည်နယ်ဝန်ကြီးချုပ်ဦးတင်လင်းကနေမှရခိုင်ပြည်နယ်မှာလည်းပဲတကြံကိုစီစီကားကားပြုတ်လုသွားမယ်ဆိုပြီးမှအစည်းအဝေးမှာပြောကြားခဲ့တယ်ဆိုတော့ တလောက်ကြီးရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာတလောက်ကြီးတိုက်တိုက်မြန်မြန်လှုပ်ချင်မှတော့တကြံတော့မဟုတ်ဘူးအတုပအနေနဲ့တော့စီစီကားကားတိုက်တိုက်မြန်မြန်ဖြစ်လာမယ်ဒီနေ့တလောက်ထိတကြံကြိုက်တဲ့မောင်းတွေဖျားပွဲကြိုက်တဲ့မောင်းတွေပွဲတကာကြိုက်တဲ့မောင်းတွေအားလုံးမပြောတော့ဘူးတကြံရည်နဲ့ပဲပက်မလားကြည်စံနဲ့ပဲပက်မလားဆိုတော့ကြည်ကြတာပေါ့မဟုတ်ဘူးလားနော်ပြည်သူတွေအားလုံးစမ်းမပြောရှိကြပါစေ